Hello အားလုံးပဲမင်္ဂလာပါဒီနေ့ Maru Continuing Clinical Pharmacy Education ရဲ့အဲ lecture လေးအနေနဲ့ဆိုတော့ဒီနေ့ဆေးလေးတစ်မျိုးအကြောင်းပြပြခြင်းနဲ့ပေါ့နော်အဲ့ဒီဆေးရဲ့နာမည်က Tineolic Gliptin လို့ခေါ်ပါတယ် Tineolic Gliptin ဆိုတာကကြတော့အဲကြားဖို့မယ်ထင်တယ်နော် Gliptin ဆိုတဲ့ဆေးနာမည်လေးကိုကြားဖို့မယ်ဟုတ်တယ်အမတို့တည်နေကြ sitagliptin တို့ lenagliptin တို့အဲ့ဒီအုပ်စုတွေရပဲပေါ့နော်အဲဒီဆေးလေးကကြတော့ခုနောက်ပိုင်းမှာနည်းနည်းသုံးလာတယ် အဲတကယ် clinical မှာလည်းပဲတော်တော်လေးပေါ့နော်သုံးလာကြတဲ့ဈေးဖြစ်တဲ့အခါကျတော့ pharmacist တွေအနေနဲ့သိဖို့လိုရပေါ့နော်အဲအကြောင်းမလို့ဒီဈေးလေးကြောင့်ကိုပြောပြပေးသွားပါမယ်အဲ့တော့ tenelic cliptin ကအမတို့ဒီဈေးကွက်ထဲမှာပေါ့နော်သူကဘယ်လိုမျိုးပုံစံနေအနေနဲ့ရနိုင်လဲဆိုတော့အဓိကဒီနာမည်လေးနေရနိုင်တယ်ပေါ့နော် tiny pan တို့ tiny claw တို့ပြီးရင်နောက် dyna clip တို့အစရှိသဖြင့်ပေါ့နော်အဲ့တော့ဟိုနာမည်တွေကတော့အများဆုံးကတော့ဒီ tiny pan ကတော့ဒီ clinical ဝက်ထဲမှာ အဲတော်တော်လေးဟိုအသုံးများတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့သူ့ရဲ့အကြောင်းလေးနည်းနည်းဆက်ကြည့်အောင်နော်အဲ့တော့သူက DPP4 inhibitors အုပ်စုပဲမှာပါတယ်ပေါ့နော်ဒီနေ့အပြည့် clip တင်နေတဲ့အတူတူပဲပေါ့နော်သူ့ရဲ့ mechanism က အဲ့တော့ဟိုအမတို့ DPP4 inhibitor ဆိုတာကဘာလောက်တာလဲဆိုတော့သူ့ရဲ့နာမည်အတိုင်းပဲပေါ့နော် DPP4 ဆိုတဲ့ enzyme ကို inhibit လောက်တာပေါ့နော်အဲ့တော့အစာစားလိုက်တဲ့အစာစားလိုက်တဲ့အခါမှာအဲဒီထွက်လာတဲ့ဒီ incretin hormone ပေါ့နော်အဲ့ဒီ hormone ကိုသွားပြီးတော့ DPP4 enzyme တွေကအဲသွားတားတာမျိုးရှိရပေါ့အဲ့လိုတားလိုက်တဲ့အခါကျရင်အဲအမတို့တွေကဒီစီချိုလေးတက်ပြီးတော့မှ insulin ရဲ့ action တွေပို့ပြီးတော့မှအဲမကောင်းပေါ့နော်အဲ့လိုမျိုးတွေဖြစ်တတ်တယ်ပေါ့အဲ့တော့အခုကျတော့သူကပြောင်းပြန်ပေါ့ DPP4 သွား ွားပိတ်မယ်သွားပိတ်မယ်ဆိုတော့အဲသူ့ရဲ့ပြောင်းပြန်အဖက်တွေရတော့အင်ဆူလင်တွေထွက်လာမယ်အင်ဆူလင်ရဲ့ release ကိုသူကအဲစတီမူလေးလုပ်တယ်ပေါ့နော်ပြီးတော့ glucagon ထွက်တာကိုပြောင်းမြန်ပေါ့နော် glucagon ထွက်တာကိုကျတော့သူက inhibit သွားလုပ်တယ်အဲ့တော့တနည်းအားဖြင့်ပြောမယ်ဆိုရင် blood glucose ကိုကျစေတယ်ပေါ့နော်အဲ့တော့သူ့ရဲ့ mechanism ကိုမတို့အလွယ်တကူမှတ်မယ်ဆိုရင်တော့သူက DPP4 ဆိုတဲ့ enzyme ကို inhibit လုပ်ခြင်းဤအားဖြင့် insulin ရဲ့ action ကိုပိုကောင်းစေတယ်အဲ့ဒါကြောင့်မို့လို့စီးကြိုကိုအဲဒီ blood glucose ကိုကျစေတယ်ပေါ့နော်စီးကြိုမှာဆိုရင်အာနိသင်အရန်ကောင်းတယ်ပေါ့ဒီလို၄ပဲမှတ်ထားရဆိုရင်တော့ရပါပြီနော် ဟုတ်ပြီအဲ့တော့သူ့ကိုဘယ်နေရာမှာအဓိကသုံးလဲပေါ့နော်အဲ့တော့သူ့ရဲ့ indication ကကြတော့သူ့ကိုအဓိကတော့မတို့ type 2မှာပဲသုံးတယ်နော်အဲ့တော့အမတို့သိထားပြီးသားပဲ type 1နဲ့ type 2 DM ကတကယ်တော့ type တွေအများကြီးပဲရှိတယ်ခုနောက်ပိုင်းမှာဆိုရင်မတို့ type အစ်စ်တွေအောင်ပေါ်လာတယ်ပေါ့နော်အဲ့တော့အဲ့ဒီထဲမှာအဓိကတော့ type 1နဲ့ type 2ပေါ့နော်အဲ့တော့ gestation တို့ MOD တို့ဒါတွေတော့ခဏထားထားမယ်ပေါ့အဲ့တော့ type 1လို့ပြောပြီးဆိုရင် insulin သုံးတယ်ဒါမတို့သိပြီးသား အဲ့တော့ type 2အဲ့တော့ type 2မှာတော့ insulin လည်းသုံးလို့ရတယ်လို့အဓိကသုံးတာကတော့ OH လို့ခေါ်ရဲ oral hypoglycemic agents တွေကိုဒါပို့ပြီးတော့အသုံးပြရတယ်ပေါ့နော်အဲ့တော့ OH တွေအများကြီးပဲရှိတယ်အဲအဲ့ထဲမှာအခုပြောမယ်ဒီ tineliclipton ကလည်းအပါအဝင်ပဲပေါ့နော်အဲ့တော့ tineliclipton ကိုအမတို့သုံးတဲ့အခါမှာ monotherapy သူ့ကြီးပဲလည်းသုံးလို့ရတယ် ဒါမှမဟုတ်ရင် in combination with other oral hypoglycemic agents ဆိုတာကတခြားသောပေါ့နော်အဲဒီ metformin တို့နောက်တခြားပေါ့နော် sulfonylurea တ so, ို့ glidazone တို့အများကြီးပဲပေါ့ရှိရပေါ့နော်အဲ့ဒါတွေနဲ့တွဲသုံးလို့လည်းရတယ် ဒါမှမဟုတ် insulin နဲ့တွေ့သုံးလို့လည်းရတယ်ပေါ့နော်။အဲ့တော့ဒါလေးကိုသိထားဖို့လိုတယ်။အဲ့တော့သူရဲ့ပုံမှန်ပေးနေကြ dose ကတော့သူကတစ်နေ့ကိုတစ်ချိန်ပဲပေးတယ်။အဲ20ကနေပြီးတော့မှ 40mg ပေါ့နော်။အဲ့လောက်ထိအမတို့ပေးလို့ရတယ်။ဒါမဲ့ဝက်ထဲမှာအသုံးများတာကတော့ 20mg OD ကိုပို့ပြီးတော့မှအသုံးများရတယ်ပေါ့နော်။ ဲ့တော့သူ့ကိုတောက်တဲ့အခါမှာဆိုရင်အဲအမရ widow without food ပေါ့နော်သူကဒီစီးကျူစီးတွေမှာအမတို့တတိထားတဲ့နာပါလဲဆိုတော့သူ့ရဲ့ mechanism ပေါ်မှာမူတည်ပြီးတော့မှအစာမစားခင်မှာတောက်ရတာလားအဲအစာစားပြီးမှတောက်ရတာလားဒါမျိုးလေးရှိတာပေါ့နော်ဥပမာ metformin တို့ပါလို့ဆိုရင်အမတို့အစာပေါ်မှာအများကြီးပဲလွှမ်းမိုးမှုရှိတယ်အဲနောက် sulfonylurea အုပ်စုဆိုလည်းဒီအတိုင်းပဲပေါ့နော်ဒါမျိုးလေးရှိရဲ့ပေါ့အခု gliptin ပေါ့နော် ဒီအုပ်စုတဲမှာမာဒီတင်နယ်လက်ကလစ်တင်ကတော့ရရတယ် without without food ပေါ့နော်ဒါပေမဲ့သူကအစာနဲ့ဆိုရင်တော့ပို့ပြီးတော့မာတော့ prefer ပိုကောင်းတယ်ဒါပေမဲ့အစာမပါလဲရရတယ်ဆိုပြီးတော့မပြောထားလေးတွေ့ရပေါ့နော်အဲ့တော့သူ့ရဲ့ advanced reaction ပေါ့နော်သူ့မှာဘာတွေ side effects ဘာတွေရှိလဲဆိုတော့သူက ဟိုက်ပိုရတတ်တယ်ဒါကတော့မတို့ပြောစရာမလိုဘူးလေစီးချိုမှာပေးတဲ့စီးတွေကဒါစီးချိုကျစီတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပုံမှန် dose ထက်ကျော်သွားတဲ့အခါမျိုးအဲဒါမှမဟုတ်ရင်ဒီအဲလူနာအစားတောက်ပုံမှန်မစားနေတဲ့အချိန်မျိုးမှာဆိုရင်ဟိုက်ပိုရတတ်တယ်เนาะဒါလေးတော့သိထားရမယ်အဲပြီးတော့နောက်အရေးကြီးတာက hepatic impairment hepatic impairment ဆိုတာကပါလဲဆိုတော့ liver ပေါ့နော်အဲ့တော့အသည်ပျက်စီးနိုင်တယ်နော်အဲ့ဒါလေးသတိထားသင့်တယ် now intestinal obstruction ပေါ့နော်သူကအဲ့လိုမျိုး intestinal obstruction ရှိနေတဲ့အခါမျိုးမှာဆိုရင်တော့နည်းနည်းလေးအဲအန္တရာယ်ရှိနိုင်တယ်ပေါ့နော်ပုံမှန်လူမှာတော့ကိစ္စမရှိဘူးဒါပေမဲ့ အဲ destiny of obstruction အနေနဲ့ရှိနေတယ်အဲအဲ့လိုလူတွေမှာတော့ပို့ပြီးတော့မှတတိထားတဲ့နေပေါ့နော်အဲနောက်တစ်ခုက voulus pemphigoid ဆိုတာဒါကတော့အမတို့ဒီအရေးပြားပေါ့နော် skin နဲ့ပတ်သက်တဲ့ reaction တစ်ခုပဲပေါ့နော်အဲဒါမျိုးတွေမှာဆိုရင်ဒါဒီလိုမျိုးတွေဖြစ်လာတဲ့အဲလူနာတွေမှာဆိုတော့ဒီ clip တွေအုပ်စုလုံးဝမတုံ့တင်ဘူးပေါ့နော်အဲနောက် cutie intervention နိုင်နေပေါ့နော်ဒါလေးတွေတော့အမတို့သိထားဖို့လိုတယ် ဒါရီယာကတော့လေဟိုအမတို့ကျောင်းမှာတော့ဒီ advanced effect တွေကအလို့ object ခဲ့တယ်ဆိုတော့လည်းပဲဒီ wet hair clinical တွေရောက်လာတဲ့အခါမှာဒါရီယာတကယ်အသုံးဝင်အောင်တွေ့ရတယ်ပေါ့နော်အဲ့တော့အမတို့တွေ့ကြုံမှာဆိုလဲဒီ bullet puffy queen နဲ့ရောက်လာတဲ့လူနာတယောက်ပေါ့နော်အဲ့ဒီလူနာတယောက်ကဒီ clip တင်နေပေးထားတဲ့အခါမှာဟိုသူ့ရဲ့ယောဂလက္ခဏာတွေပိုဆိုးတာပေါ့အဲဒါမျိုးလေးတွေအမတို့တွေ့ခဲ့ရတယ်ပေါ့နော် ဟုတ်ပြီအဲ့တော့ now special precaution မှာအဲ့တော့ဘာတွေသတိထားတယ်လဲအဓိကတော့ adrenal insufficiency ဖြစ်တဲ့အခါမှာသတိထားတယ်နဲ့ now heart failure မှာသတိထားရမယ် now hepatic impairment severe ဖြစ်မရဘူးပေါ့နော်အဲ့ဒါသတိထားရမယ် pregnancy lactation မှာမသုံးဘူးနော်အဲ့တော့ now အခုက bowel obstruction နေ history ရှိတဲ့ abdominal surgery ဓာရီမှာသတိထားတယ် နောက်တစ်ခါသူ့ကိုလုံးဝမတုံးရတဲ့အခြေအနေပေါ့နော်အဲ့တော့ severe ketosis မှာမတုံးရဘူးနောက် diabetic ကိုမှာ Taiwan DM severe infection surgery နဲ့ severe trauma ပေါ့နော်ဒါတွေမှာတော့မမတို့သတိထားဖို့လိုမယ်ပေါ့နော်အပီအဲ့တော့ဆေးတွေကိုမာလိုလေးလာရဲဆိုတဲ့အခါမှာဒီဆေးတွေကအထူးသဖြင့်တော့ကြောက်ကပ်ပေါ့နော်အဲ renal ကနေပြီးတော့ဆွန့်ထုတ်တာများတယ်ဆိုတဲ့အခါမှာ renal မှာ အဲဒီစေးတွေကတွားပြီးတော့တက်ရောက်မှုရှိလားဆိုတဲ့အချက်ကိုမှအမြင်သတိထားဖို့အတွက်အလိုတယ်အဲ့ဒါအရေးကြီးတယ်ပေါ့နော်အဲအဲ့တော့အထူးသဖြင့်ဒီလိုပုံမှန်တောက်ရတဲ့စေးဆိုရင်ပိုဆိုးတယ်ဘာလို့လဲဆိုတော့ဒီစေးကိုပုံမှန်တောက်နေရတဲ့အခါမှာဒီစေးကအဲဒီလူနာရဲ့ renal ကိုတွားပြီးတော့တက်ရောက်မှုရှိနေတယ်ဆိုရင်အဲဒါမကောင်းပေါ့နော်အဲ့တော့အဲသူကတဲ့ renal နဲ့ပတ်သက်ရင်ကျတော့ဒီစေးက mind moderate severe and stage အဲ့တော့ renal မှာမှသူအဆင့်နေရှိအောင်เนาะကြောက်ကက်ပြတ်တယ်ဆိုတဲ့အခါမှာ view mind မဖြစ်တာလား moderate လောက်ဖြစ်တာလားဒါမှမဟုတ် severe အရင်ဆိုးတယ် and stage ဆိုရင်တော့ဒါနောက်ဆုံးအဆင့်ပေါ့เนาะအဲ့တော့အဲ့လိုအဆင့်မျိုးမှဆိုရင်တော့သိကြရတယ်ဒီမှာကြောက်ကက်ဆေးရပြီပေါ့အဲ့တော့အဲ့လိုအခြေအနေအားလုံးအတွက်ကို dose adjust လောက်ဆရာမလိုဘဲနဲ့ဒီဒီ tinel clip တင်ပေးလို့ရတယ်ဒါကောင်းတာပေါ့เนาะအဲ့တော့နောက်တစ်ခါ hepatic hepatic မှာတော့မှာတော့ mind to moderate မှာတုံးလို့ရတယ်ဒါပေမဲ့ဆဗီယာဖြစ်ရင်တော့မရဘူးပေါ့เนาะအဲ့ဒါလေးကိုတော့တတိထားဖို့လိုတယ်เนาะအဲ့တော့ဒီ check ကလေးကိုသိရမယ်အနာရပါ benefits ပေါ့ဟုတ်ပြီအဲ့တော့ clip တင်အုပ်စုတွေအများကြီးပဲရှိရဲเนาะတခြား oa ရှိတွေလည်းရှိရဲ။ဘာဖြစ်လို့ဒီ dinner လဲ clip တင်ကိုသုံးတက်တာလဲပေါ့เนาะဘလို့အခြေအနေတွေမှာပိုသုံးလဲပေါ့เนาะအဲ့တော့သူရကောင်းတဲ့အချက်တွေဘာရှိလဲဆိုရင် animatic ကသူကတနေ့ကိုတစ်ချိန်မဲပေးစေရလို့ရဲအဲ့ဒါကောင်းတာပေါ့เนาะအာ line နဲ့ clip တင်ဆိုလဲအဲ့တိုင်းမဲမတော့တနေ့ကိုတစ်ချိန်မဲပေးရတာပေါ့เนาะ ဲ့တော့အဲ့လိုမျိုးတနည်းကိုတစ်ချိန်ပဲပြရတော့ပြောမယ်ဆိုရင်တော့ patient ရဲ့ adherence ပေါ့နော်တနည်းအားဖြင့် compliance ပေါ့ patient ကတိုက်တိုက်တစ်ချိန်ပဲတောက်ရတဲ့အခါကျတော့ကြိုက်တယ်လေနော်အဲ့ဒါလေးကောင်းတယ်ပြီးတော့သူကတဲ့ DPP4 enzyme ကိုသူ inhibit လုပ်တဲ့အခါမှာနှစ်နာရီအတွင်းမှာ maximum inhibition ကိုရတယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့သူ့ရဲ့ onset ကအရင်မြင့်တယ်ပေါ့နော်အဲ့တော့တနည်းကိုလည်းတစ်ချိန်ပဲတောက်ရတယ်တောက်ပြီးတဲ့နှစ်နာရီအတွင်းထဲမှာလည်း maximum inhibition of enzyme ပေါ့နော်ရတယ်ဒါသူ့ရဲ့ကောင်းတဲ့အချက် ပြီးတော့သူက24နိုင်မှာဆိုရင်သူ့ရဲ့ inhibition က90ရာခိုင်နှုန်းအထက်မှာရှိတယ်ပေါ့နော်ဒီ enzyme inhibition ကပြောမယ်ဆိုရင်တော့သူ့ရဲ့ action ကတော်တော်လေးကောင်းနေပေါ့နော်ပြီးတော့သူက drug drug interaction တွေလည်းတိတ်ပြီးတော့မရှိဘူးအတိအကတော့သူကဒီ retinopathy တို့ neuropathy တို့ကို ပို့ပြီးတော့မဆိုးစေဘူးပေါ့နော်အဲ့တော့ဒါကသတိထားတဲ့နေအမတို့ကစီးချိုလူနာတွေက တို့မှာနောက်ဆက်တွဲ complication ဆိုတာအများကြီးရှိတယ်ပေါ့နော်အဲ့တော့ဒီ microvascular နော် macrovascular အစရှိတယ်ပေါ့နော်မျက်လုံးတွေထိမဲနော်အဲကြောက်ကက်တွေထိမဲနော်အာယုံကြောတွေထိမဲဒါတွေအများကြီးပဲရှိတယ်အဲ့ဒီဟာတွေကိုပါဆေးပြီးတဲ့အခါမှာချဲ့ပြီးတော့စဉ်းစားဖို့လိုပါတယ်အဲ့တော့ဒီဆေးကအဲအထူးသဖြင့်တော့သူက음 retinopathy တို့ neuropathy တို့ nephropathy လဲပါမှာပေါ့နော်အဲအဲ့အရာတွေကိုမစိုးစေဘူးပုံမစိုးစေဘူးဆိုတော့ကောင်းတယ် နောက်တစ်ခုကကျတော့သူကအဲအဲ့ဒါကြောင့်မလို့အောက်မှာရေးထားတယ် safe for use the impatient with diabetes with multiple comorbidities ပေါ့အဲ့တော့ဟို comorbidities တွေရှိရယ်ခုနကအမပြောရယ် complication တွေရှိရယ် patient တွေမှာလည်းပဲ safe ဖြစ်တာကိုတွေ့ရတယ်ပေါ့နော် โอเคအဲ့တော့ future မှာ future ဆိုတာကတော့ပြောမယ်ဆိုရင်ဒီ Daniel Clifton နဲ့ပတ်သက်ပြီးတော့ခုနောက်ပိုင်းအသုံးလဲများလာတယ်။သူနဲ့ပတ်သက်တဲ့ research တွေလည်းအများကြီးပဲမအားလို့လုပ်နေပြီပေါ့နော်။အဲအဲ့ဒီ research တွေထဲမှာသူကဘာတွေတွေ့လဲဆိုတော့ pleiotrophic benefits ပေါ့ pleiotrophic ဆိုတာကဘာလဲဆိုတော့သူ့ရဲ့ပုံမှန်မအားလို့သုံးနေကြဒီ indication ထက်ကိုပို့ပြီးတော့ကောင်းတယ်ပို့ပြီးတော့ပို့တာတဲ့အချက်တွေပေါ့နော်။အဲ့တော့ဒီ indication အပြင်ကိုသူ့မှာဘာ benefit တွေပို့ရှိလဲဆိုတော့တဲ့ vessel ပေါ့နော် vascular endothelial function ကောင်းစီတယ် body weight နဲ့ပတ်သက်ပြီးတော့ improve ဖြစ်တယ်အဲ lipid level ပေါ်မှာလည်းသူကကောင်းတဲ့ effect တွေပေးတယ်ဆိုပြီးတော့มาတွေ့တယ်ပေါ့နော်ဒါပေမဲ့ needs to be confirmed เนี่ย in a well design system registry ဆိုတာက confirm တော့လုပ်ဖို့လိုသေးတယ်ပေါ့နော်အဲ့တော့ဟိုမတို့ဒီလိုမျိုး effect တွေရှိတယ်လို့တချို့တော့ research တွေမှာတွေ့တယ်ဒါမဲ့ထပ်ပြီးတော့ research တွေထပ်လုပ်ဖို့တော့လိုမယ်ဆိုပြီးတော့มาတွေ့ထားတယ်ပေါ့နော်ဒါကတော့အမဟိုနောက်ဆုံး update ပေါ့နော်တွေ့ရတဲ့ဟာလေးကိုပြောထားတာဖြစ်တယ် โอเคအဲ့တော့ဒီနေ့လေး clip တင်အကြောင်းလေးမှာတို့ summarize ပြန်လုပ်ကြမယ်ပေါ့နော်အဲ့တော့အခုတည်းရဲ့အကြောင်းလေးပေါ့ဒီဆေးလေးနဲ့ပတ်သက်ပြီးတော့အခုဆိုရင်တော်တော်လေးတည်သွားပြီလို့ထင်တယ်အဓိကကတော့အဲဒီဆေးကဒီ type 2 TDM မှာသုံးတဲ့ DPP4 inhibitor အုပ်စုထဲမှာအသစ်ပေါ့နော်အသစ်ထဲမှာပါတယ်တကယ်လည်းသုံးနေတယ်အဲ့တော့သူကဒီခုနအမပြောခဲ့သလိုမျိုးပဲသူရဲ့ action က2နာရီအတွင်းထဲမှာရရတယ်၂၄နာရီမှာဆိုရင်သူရဲ့ဒီ SI inhibition effect က90%အကောင်တော့အထက်ကိုရရတယ်ပေါ့နော်ပြီးတော့သူ့ကိုပြီးပြီးတော့ဆက်နှက်ပတ်ပေါ့နော် ဆန်နေပတ်ဆိုမှာတော့3လပေါ့အဲ့တော့3လအတွင်းထဲမှာ तू ကတိတာတဲ့ glycemic control ကို provide လုပ်ပေးတာအတွေ့ရတယ်အဲ့တော့ဟိုအမတို့ဒီစီတိုလူနာတယောက်ဆိုရင်သူ့မှာ HbA1c ဆိုတာဖောက်စေရတယ်လေဒါကြားပို့မယ်လို့ထင်ပါတယ်အော်အဓိကတော့အမတို့ HbA1c ကတော့ဟို3လသို့မဟုတ်6လပေါ့နော် သူကပြန်မြပေါ့နော် average ကိုသူကပြန်ယူတာပြီးတော့ HbA1c ကပို့ပြီးတော့မှမှန်တယ်မတို့ဒီနေ့တိုင်းဖောက်စစ်တဲ့ RBS တို့ FBS တို့ဒါတွေကမမှန်ဘူးလားဆိုတော့မဟုတ်ဘူးမှန်တယ်သို့တော့အဲဒါကကိုယ့်ရဲ့စားတဲ့ပုံမှန်မှုကြည့်ရပေါ့ဥမာဒီနေ့ အစားအသောက်ကချိုလေးတွေစားတာများသွားတယ်ထမင်းစားတာများသွားတယ်ဆိုရင်အဲဒီ 2HPP လို့ခေါ်တဲ့အစာစားပြီးတဲ့အချိန်မှာတိုင်းနေပေါ့နော် 2HPP ဆိုတာအမတို့အစာစားပြီး2နာရီမှတိုင်းတာကိုပြောတာပေါ့နော်အဲဒီမှာ 2HPP lunch ဆိုရင်နေ့လယ်စာစားပြီးပေါ့ 2HPP dinner ဆိုရင်ညစာစားပြီးပေါ့အဲ့လိုမျိုးအစာစားပြီးတဲ့အချိန်မှာတိုင်းတာတကယ်လို့အစာစားတာများသွားရင်အဲ့နေရာလေးတွေကတက်နိုင်တယ်နော်အဲ့တော့ဟိုမမှန်တာတော့မဟုတ်ဘူးဒါပေမဲ့ကိုယ့်ရဲ့ daily စားတဲ့ပုံမှန်မှုတည်ရဲ့ ဲ့တော့ HbA1c ကျတော့ तू ကဒီလနဲ့ပြန်ပြီးတော့3လသုံးမဟုတ်6လမှာပြန်တွက်တာဆိုတော့ तू က average ပို့ဖြစ်သွားတယ်သူတော့ဟိုပြောမယ်ဆိုတော့ तू ကတော့ပို့ပြီးတော့မှတည်ကြတယ်အဲ့ဆီးရီကို adjust လုပ်တဲ့အခါမှာမတော့ HbA1c နဲ့တွားလေးရှိရပေါ့နော်အဲ့တော့ဒီအခုဒီ tinelet clipton ပေးတဲ့အခါမှာဆိုရင်တူကဒီ3လနေလို့သူပြန်စစ်လိုက်တဲ့အခါမှာဆိုရင် clinically significant ဆိုတာက တိတိတတပဲပေါ့နော်အဲသူကတိတိတတပဲ glycemic control ကိုရတာကိုတွေ့ရတယ်အဲနောက်ပြီးတော့အဲ့ဒီ effect က52ပတ်လောက်ထိ maintain ပေါ့နော်ရှိနေသေးတယ်တဲ့အဲ့တော့သူ့ကိုသူတယောက်တည်းလဲ monotherapy အနေနဲ့သူတစ်မျိုးတည်းလဲသုံးလို့ရတယ်လို့တခြား anti diabetic agents တွေနဲ့ပေါင်းပြီးတော့မှလည်းပဲသုံးလို့ရတာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့အာပြီးတော့နောက်တစ်ခုက renal impairment ဖြစ်တဲ့ patients တွေမှာလည်းသုံးလို့ရတယ် နောက်ပြီးတော့ hepatitis ဆိုလဲ mild to moderate လောက်အထိသုံးလို့ရတယ် severe မှာတော့သုံးလို့မရဘူးပေါ့နော်အဲ့ဒါလေးကိုမတော်သိထားဖို့လိုတယ်โอเคအဲ့တော့ဒီနေ့တော့တလောက်ပါပဲအဲ့တော့နောက်နေ့မှာမနာတော့နောက်ထပ် C တမျိုးလေးသွားကြမယ်ပေါ့နော်အဲ့တော့ C အပြင်ကိုမှဒီ clinical ထဲမှာတွေ့ရတဲ့နည်းနည်းထူးခြားတဲ့ case လေးတွေလည်းပြောသွားဖို့ရှိမယ်နော်အဲပြီးသွားရင်အဲ guideline လေးတွေလည်းရှိမယ်ပေါ့ဘယ်လိုဖြစ်ဖြစ်အဓိကတော့ ဟို clinical ထဲမှာကိုယ်တိုင်တည်းဝင်မလုံးနေတော့လဲပဲပေါ့နော်အဲအဲ့ဒီအတွေ့အကြုံလေးတွေကိုရစီစနေရည်ရွယ်ချက်နဲ့အဲဒီ channel လေးကနေပြောမှပုံမှန်လေးတင်ဆက်ပေးနေရပါနော် okay အဲ့တော့အမဘယ်ကနေ reference ယူထားလဲဆိုတော့ MMS ကနေယူထားတယ်ပြီးတော့ဒီ NCVI ရဲ့အဲသူတို့လုပ်ထားတဲ့ research လေးတခုပေါ့နော်ဒီ tunnel clipton နဲ့ပတ်သက်တာအဲအဲ့ဒါလေးကနေပြီးတော့ယူထားတာဖြစ်ပါတယ် Okay အဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်အဲ့တော့အမတို့နောက်ထပ် video တွေမှာပြန်ပြီးတော့တွေ့ပါမယ်နော်